အားလုံးပဲမင်္ဂလာပါအာစီတုတဆုံးယတဆုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျမကတော့အာစီဝိုင်းတော်သားတူဖြစ်တဲ့စာဖတ်သူ DC ဖြစ်ပါတယ်ဒီနေ့မှာတော့အမေအောင်ဆန်းစုကြည်ရဲ့180ပြည့်မွေးနေ့အမှတ်တရအနေနဲ့အမေအောင်ဆန်းစုကြည်ရဲ့စောင်းပါလီတပုတ်ကိုဖတ်ပြပေးချင်ပါတယ်ရှင်စောင်းပါလီမဖတ်ခင်အမေစုရဲ့180ပြည့်မွေးနေ့အတွက် ဆုတောင်းစကားလေးကိုအရင်ဦးဆုံးပြောပြရစီရှင် Happy birthday အမေစုကျမ်းမာပါစေအချုပ်အနှောင်များမှာအမြန်ဆုံးလွတ်မြောက်ပါစေအမေစုဖြစ်ချင်သောဆန္ဒများလည်းအမြန်ဆုံးပြေဝပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အမေစုရဲ့အကြောက်တရားမှလွတ်မြောက်ရေးစာအုပ်ထဲကအမေစုရဲ့အကြောက်တရားမှလွတ်မြောက်ရေးဆောင်းပါးကိုဖတ်ပြပေးမှာဖြစ်ပါတယ်အကြောက်တရားမှလွတ်မြောက်ရေး အောင်ဆန်းစုကြည်လူတို့ကိုဖောက်လွဲဖောက်ပြားဖြစ်စီသည်မှာအာနာမဟုတ်ပါ အကြောက်တရားဖြစ်ပါသည် အာနာလက်ကင်ထားသူတို့ကအာနာလက်လို့ဆုံးရှုံးရမည်ကိုကြောက်ရွံ့ရမှာဖောက်လွဲဖောက်ပြန်ပြုတ်တက်ကြသလိုအာနာအရေးမိုးအောက်တွင် နေရသူတို့ကလည်းအာနာဤဘေးဆိုးတန်ဆိုးတို့ကြောင့်သွေးပြီးဖောက်လွဲတက်ကြသည်မြန်မာလူမျိုးအများစုအနေဖြင့်အဂတိတရား၄ပါးနှင့် လက်ပွန်းတတိရှိတတ်ကြရာ အလိုဆန္ဒကြောင့်ဖောက်ပြန်တတ်သောဆန္ဒဂတိဟူသည်ရဇိုးလက်ဆောင်တတ်မှတ်သည့်အတွက်၎င်းမိမိချစ်ခင်နှစ်သက်သူ၏အကျိုးစီးပွားအတွက်၎င်းလမ်းမှန်မှ တွေးဖြည့်သွားခြင်းဖြစ်သည်သောတာဂတိဟူသည်မိမိမုံတီးသူတို့ကိုအညိုတေးဖြင့်လက်တုံပြန်လို၍လမ်းမရောက်သွားခြင်းဖြစ်သည်မောဟဂတိဟူသည်မတိမိုက်မဲမှုကြောင့်လမ်းလွဲတိမ့်ချော်သွားခြင်းဖြစ်သည် ို့ရာတွင်ဆိုခဲ့သလိုအဂတိတရား၄ပါးတည်းတွင် အကြောက်တရားကြောင့်ဖြစ်သောဘာယာဂတိကအစိုးရွားဆုံးဖြစ်နိုင်ရာအကြောက်တရားကအမားအမှန်ပိုင်းခြားဝေဖန်နိုင်သောစွမ်းအားတို့ကိုတတိတီဖြည့်ဆည်းပြည့်တတ်သည့်အတွက်အခြားအဂတိ၃ပါးတို့၏ရေတောက်မြက်လည်းဖြစ်ပါသည်မတော်လောဘတစ်ခုတည်းကြောင့်အလိုဆန္ဒတို့ဖောက်ပြန်ခဲရသည်မျိုးမဟုတ်လျင်ချုံငဲ့မိကိုစိုးရင်ကြောက်ရွံ့ခြင်းကြောင့်လည်း မိမိချစ်ခင်နှစ်သက်သူတို့ဤမေတ္တာနဲ့စိတ်စေတနာကောင်းတို့လက်လွတ်သွားမိကိုစိုးရင်ကြောက်ရွံ့မှုကြောင့်လဲသာနာဂရိကျူးလွန်နိုင်သလိုနစ်နာဆုံးရှုံးမိကိုကြောက်ရွံ့ခြင်းမိမိထက်အသာစီးရသွားမိကိုကြောက်ရွံ့ခြင်းအဖိနှိခံရမိကိုကြောက်ရွံ့ခြင်းတို့ကြောင့်လဲသောတာဂတိတို့ကိုကျူးလွန်တက်ပါသည်အကြောက်စိတ်ကင်းမဲ့စွာနဲ့အမှန်တရားကိုလွတ်လပ်စွာရှာဖွေခြင်းမပြုနိုင်ရင်လဲ မောဟကိုပတ်သက်ဖို့များစွာခက်ခဲလှပါသည်အကြောက်တရားနှင့်ဖောက်ပြန်သွေးဖြီခြင်းတို့မှာအလွန်တရာနီးကပ်စွာနှောင်ဖွဲ့နေကြသည်ဖြစ်၍လူအဖွဲ့အစည်းများအတွင်ပုံစံအမျိုးမျိုးနှင့်ဖောက်လွဲဖောက်ပြန်ဖြစ်နေကြကုန်သော အကြောက်တရားများနှက်ရှိုင်းစွာ အမြင့်တွယ်လာနေသည်မှာအံ့ဩစရာမဟုတ်ပါ1988ခုနှစ်တောင်းသားတပိတ်ကြီးကတန်လှန်လိုက်သောမြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုကြီး၏အကြောင်းတရားမှာစီးပွားရေးအကျက်တဲတို့ကိုပြည်သူလူထုကမကြေနပ်သည့်အတွက်ဟူ၍ရှုမြင်ခဲ့ရာအစီအဝါမတည့်သောအေးအေးယူဆောင်ရွက်မှုများတစ်နေ့ထက်တစ်နေ့မြင့်မြင့်တက်လာသောငွေကြေးဖောင်းပွားမှုငွေတန်ဖိုးကျဆင်းလာခြင်းရှေ့နောက်မညီသောပေါ်လစီများစသည်တို့နှစ်ပေါင်းများစွာဖြစ်ပွားလာခဲ့ရာမှတတိုင်းတစ်ပီလုံးစီးပွားရေးကတောင်းကနေဖြစ်လာခဲ့သည်မှမှန်ပါသည် တို့ရှိစေအစဉ်အလာအရာ စိတ်သဘောထားကောင်းရှိသလိုအေးအေးလူလူနေထိုင်သက်သောမြမလူမျိုးတို့ဤတီးခံနိုင်စွမ်းတို့ကျိုးပြတ်သွားစေသည်မှာ မတေယုံတမဲယုံကံနေရသော အခက်ခဲများတစ်ခုတည်းကြောင့်မဟုတ်ပါ အကြောက်တရားနှင့်တွေလွဲဖောက်ပြန်မှုများကရုပ်ပြက်စင်းပြက်ဖန်တီးလိုက်သောအဆက်တကွဲ အကျိုးနှဲဖွယ်အသက်ရှင်နေရသောဘဝပုံစံတို့ကြောင့်လည်းဖြစ်ပါသည် ကျောင်းသားများဆန္ဒပြကန့်ကွက်နေကြသည်မှာကြဆုံသွားသော၎င်းတို့ဤရဲဘော်ရဲဘက်တို့အတွက်သာမဟုတ်ဘဲပြစ်ဆုတ်ပံဘဝကိုအတိတ်ပဲကင်းမဲ့စေပြီးအနာဂတ်ဘဝအတွက်လည်းမျှော်လင့်ချက်မပေးနိုင်သောအာနာရှင်စနစ်ကသူတို့ဤအသက်ရှင်တန်ခွင့်ကိုငင်းဆန်နေသည့်အတွက်အုံကြွကန့်ကွက်နေခြင်းဖြစ်ပါသည်၎င်းအပြင်ကျောင်းသားတို့ဤဆန္ဒပြတောင်းဆိုမှုများကပြည်သူတို့ဤ မကြေမချမ်းစရာတို့ကိုတီတီပပကိုစားပြုနေရာညမကြမီဆန္နာပြမှုများတပီလုံးတို့အုံနှင့်ကျင်းနှင့်ပြန့်နှံ့သွားတော်သည်ဆန္နာပြပွဲများတွင် စိတ်အားထက်သန်စွာကူညီထောက်ပံ့ခဲ့ကြသူများအနက်စီးပွားရေးလုပ်ငန်းရှင်အချို့လည်းပါဝင်လာရာ၎င်းတို့အနေဖြင့်ဖောက်ပြန်နေသောစနစ်အတွင်ရှင်တန်ရက်တည်နိုင်ရေးအတွက်လိုအပ်သောကျွမ်းကျင်မှုများနှင့်အဆက်အသွယ်များရှိထားကြပြီး ကျွဲဝချမ်းသာကြသည့်အတိုင်းသူတို့အတွက်စစ်မှန်သောလုံခြုံမှုကမရှိစိတ်ချမ်းသာသည်လည်းမဟုတ်သို့ဖြစ်၍စူဂျုံနှင့်မြင့်မရွေးနိုင်ငံသားအလုံးထိုက်တန်သောဘဝများရရှိမည်ဆိုလျင်တာဝန်ရှိသောအုပ်ချုပ်ရေးစနစ်တရက်အနှိမ်ဆုံးလိုအပ်သည်ဟုမူ၎င်းတို့အနေဖြင့်ကောင်းစွာနားလည်နိုင်ကြပါသည်အာနာရှိသူတို့လက်ခုပ်ထဲကရည်လိုမလှုပ်နိုင် မယုံနိုင်စိုးတထိတ်ထိတ်ဖြင့်အသက်ရှင်နေကြရသောဘဝကိုမြမပြည်သူတို့ညှိငွေနေကြသည်ကိုကဗျာတပုတ်တွင်ထင်ဟပ်နေပေသည်လက်ခုတ်ထဲကရေဘဝမှုငါတို့အေးမြရတော့လေလက်ခုတ်ထဲကဖန်ကွဲစတွေငါတို့ဖြစ်လိုက်ချင်းစမ်းတယ်မောင်သားရဤတော်လန်ရေးဆိုတာအသေးငယ်ဆုံးသောဖန်ကွဲစကလေးများက သူတို့ကိုကြိတ်ချေပစ်သည့်လက်တို့ကို ပြောင်းလဲတောက်ပနေသောအဆူးအသွာအကျွန်းအတက်တို့ဖြင့်ခုခံကာကွယ်နိုင်စွမ်းရှိရာအဆိုပါတင်ကေတနမိတ်ပုံကိုမူဖိနှိပ်ချုပ်ချယ်မှုအောက်မှလွမြောက်ဖို့စူးစားရုန်းကန်နေသူတို့၏အထင်ကရဂုံအင်္ဂါတစ်ခုဖြစ်သောတတ္တိ၏မိပွားမိပွေများအဖြစ်နားလည်နိုင်ပါသည်တော်လန်ရေးသမားအဖြစ်မှတ်ယူထားသောဘိုးကျုပ်အောင်ဆန်းကမြန်မာပြည်တွင်ကြုံတွေ့နေရသော အကျဉ်အကျက် ပြတနာအရရအတွက်အဖြေရှာခဲ့သည်တွင်ပြည်သူလူထုအနေဖြင့်အခြားသူတို့၏တတိဓာတိတို့ကိုသာ အာမကိုကြပဲလူတိုးချင်းသည်ပင်ကိုပိုင်းတတိဓာတိရှိသူသူရဲကောင်းများဖြစ်လာအောင်စွန့်လွတ်စွန့်စားကြရမည်ဖြစ်ကြောင်းသို့မှသာစစ်မှန်သောလွတ်လပ်မှုကိုခံစားနိုင်မည်ဖြစ်ကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်နေ့စဉ် အကြောက်တရားနှင့်ရှင်သန်ရက်တည်နေကြရသောပတ်ဝန်းကျင်တွင်အဂတိတရားများကင်းကင်းစင်စင် အခြေမရင်ပဲနေနိုင်ဖို့မိများစူးစမ်းထားရသည်ကိုမူတရားဥပဒေစိုးမိုးသောနိုင်ငံများတွင် နေထိုင်ကြကုန်သောပြည်သူတို့အနေဖြင့်အလွယ်တကူမှန်းဆနိုင်မည်မဟုတ်ပါ တရားမျှတသောဥပဒေဟူသည် အပြစ်ကျူးလွန်သူတို့ကိုမျက်နာမလိုက်ပဲအပြစ်ပေး၍ဖောက်လွဲဖောက်ပြန်အမှုကိစ္စတို့ကို ကာကွယ်တားဆီးယုံတတ်တတ်မဟုတ်ပါဖောက်ပြန်သော အလေးအကျင့်တို့ကို အာမကိုပဲ လူသားတို့ဤဂုံတိတ်ခါတို့ကို ထိမ့်သိမ်းရာတွင် အခြေခံလိုအပ်ချက်တို့ကိုပြည်သူတို့ကဖြည့်ဆည်းပေးနိုင်မီလူအဖွဲ့အစည်းတရက်ဖန်တီးရာတွင်လည်းအထောက်ကူပေးပါသည်ဤသို့တရားမျှတသော ဥပဒေတို့ကိမဲ့ရာနေရာများတွင် တရားမျှတခြင်းနှင့်ကျင့်ဝတ်တိတ်ခါစီကံတို့ကို ထိမ့်သိမ်းရမီဝင်တို့ဝင်ဘိုးတီကား ပြည်သူတို့ပခုံးပေါ်ကြားရောက်လာတက်ပါသည်ပြည်သူတို့ဤစင်ဆက်မပြတ်စူးစမ်းအထုတ်မှုများခဏရေးရှိမှုများကြောင့်အကြောက်တရားကဖုံးလွှမ်းထားသည်ဖြစ်၍ဣရိအော်တပတရားနှင့်စင်ချင်တုံတရားတို့ပျောက်ဆုံးနေသောနိုင်ငံတနိုင်ငံကိုဖျက်လို့ဖျက်စီးလို့လို့သောလူတဘာဝရိုက်တို့ကိုရှောင်ကျဉ်၍တရားမျှတမှုနှင့်လိုက်လျောညီထွေရှိလို့သောဆန္ဒတို့ကိုမြင့်တင်ပေးနိုင်သောတရားပရိများတည်ရှိရာ နိုင်ငံအဖြစ်သို့ ပြောင်းလဲနိုင်ပါသည်ဤပညာများ အလွန်အမင်းရှေ့တန်းရောက်လာသောခေတ်တွင်သိစေနိုင်သောလက်နက်ကရိယာများတီထွင်ခဲ့ကြပြီး၎င်းတို့ကိုအာနာပါဝါရှိသူနှင့် စီလိုဝါလို့မစင်မခြင်းသူတို့ကအင်အားနှိမ်ပါသူနှင့် အကူအညီမဲ့သူတို့ကိုနိုင်လွန်မင်းထက်လို့ဖို့အသုံးပြုနေကြရာ အပီပီဆိုင်ရာအဆင့်တွင်ရော အမျိုးသားအဆင့်များတွင်ပါ နိုင်ငံရေးနှင့်ဥကျင့်တရားတို့ကို ပုံမနီးကပ်စွာတွဲဖက်ထားဖို့အလွန်အမင်းလိုအပ်နေပါသည်မိတိဘာသာအယူလူမျိုးသို့မဟုတ်နိုင်ငံဖြစ်စေကမူရပိုင်권ရှိသောလွတ်လပ်မှုနှင့်အခြေခံအခွင့်အရေးတို့ကိုလူတိုင်းလူတိုင်းအဖွဲ့အစည်းတိုင်းကမြင့်တင်ပေးဖို့အားထုတ်သင့်ကြောင်းကုလသမဂ္ဂ၏လူအခွင့်အရေးကြီးညာစာရန်ကအတိအလင်းထုတ်ဖော်ထားတော်လဲရေတိုအကျိုးမြတ်တို့ကိုသာဦးစားပေးသောကိုကျိုးရှာအုပ်စုများနှင့် ပြည်သူတို့၏ဆန္ဒကိုစန့်ကျင်၍အာဏာကို အတင်းအဓမ္မရယူထားသောအစိုးရများတည်ရှိနေသမျှလူအခွင့်အရေးတို့ကိုမြင့်တင်ရေးနှင့်ကာကွယ်ရေးအတွက် အပီပီဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများဒီကတပိုင်းတစသာအကောင့်ထဲပေါ်နိုင်သောရည်မှန်းချက်အစင်း၌သာ ရှိနေအောင်ဖြစ်ရာကဘာသူကဘာသားမိသားစု အဖွဲ့ဝင်တအူးအနေဖြင့်ဖြစ်စေအဖိနှိတ်ခံပြည်သူတယောက်အနေဖြင့်ဖြစ်စေ မွေးရပါလူအခွင့်ရေးတို့ကိုကာကွယ်ရာတွင် ကိုခွန်ကိုအားနှင့် ရုံးကန်တိုက်ခိုက်ကြရအောင်မီတိုက်ပွဲများကဆက်လက်ရှိနေအောင်မီဖြစ်ပါသည်စစ်မှန်သော တော်လန်ရေးဟူသည် တိုင်းနိုင်ငံတစ်ခု၏ဖွံ့ဖြိုးတိုးတက်ရာလမ်းကြောင်းကိုပုံဖော်ပေးနေသောတန်ဖိုးများသဘောထားတို့ကို ပြောင်းလဲဖို့လိုအပ်သည်ဟူသောပညာနှင့်ရှင်သောယုံကြည်မှုမှပေါက်ဖွားလာသော စိတ်တက်တော်လန်ရေးဖြစ်ပါသည် ရုပ်ပိုင်းအခြေအနေများဖွံ့ဖြိုးတိုးတက်စေဖို့အမြင့်ပြင်းအစိုးရပေါ်လစီများနဲ့လုံယိုးလုံစင်ဥပဒေတို့ကိုသာကြောင်းလဲရန်ရည်ရွယ်ထားသော တော်လှန်ရေးတရက်အနေဖြင့်စစ်မှန်သော အောင်မြင်မှုများရရှိဖို့အလားအလာနည်းပါးလျက်ရှိရာစိတ်ဓာတ်ဆိုင်ရာတော်လှန်ပြောင်းလဲမှုမရှိခဲ့လျင်မူစနစ်ဟောင်းဤမညီမျှမှုတို့ကို ထုတ်လုပ်ပေးခဲ့သောအင်အားစုများဆက်လက်လှုပ်ရှားနေမည်ဖြစ်၍ ပြုပြင်ပြောင်းလဲရေးနှင့်ကိုကျင့်တရားပြန်လည်ရှင်သန်ရေးဖြစ်စဉ်ကိုချိန်ချမှုများစင်စက်မပြတ်ရှိနေအောင်မည်ဖြစ်ပါသည်လွတ်လပ်မှုဒီမိုကရေစီနှင့်လူအခွင့်အရေးတို့ကိုတောင်းဆိုနေုံဖြင့်လုံလောက်သည် မဟုတ်ပါရေရှိတည်တံ့ခိုင်မြဲသောအမှန်တရားတို့အတွက်စွန့်လွန့်စွန့်စားရန်အတွက်၎င်းစန္ဒာဂတိဘာယာဂတိဒေါသဂတိနှင့်မောဟဂတိများကြီးစိုးလာသည်တို့ကို ခုခံကာကွယ်ရန်အတွက်၎င်းခိုင်ကြည်သောဇွဲလုံးလာတို့ဖြင့်တိုက်ပွဲဝင်ကြဖို့တညီတညွတ်တဲ့တန်ဋိဌံချရမည်ဖြစ်ပါသည်သူတော်စင်ဆိုသူများမှာ မကောင်းမှုအဟုသူများကျူးလွန်ခဲ့ချဘူးတော်လေရင်းတို့ကိုဆက်လက်မကျူးလွန်မိအောင်အပတ်တကုတ်နှင့်စူးစမ်းအားထုတ်နေသူများဟူ၍အပြောအဆိုများရှိရာထိုနည်း၎င်းလွတ်လပ်သည်ဆိုသောသူများမှာလည်းလွတ်လပ်သောလူအဖွဲ့အစည်းကို ထိမ့်သိမ်းထားသောဥပဒေစည်းကမ်းတို့ကိုကာကွယ်စောင့်ရှောက်ရန်အတွက်၎င်းတာဝန်ဝတ္တရားတို့ကိုမိမိအဝင်ကွင်ကြထမ်းဆောင်နိုင်ရေးအတွက်၎င်းတစိုက်မက်မက်စူးစမ်းရုံးကန်နေကြသူ အဖိနှိတ်ခံများဖြစ်ပါသည်တက်တောင့်တက်တာနှင့်အသက်ရှင်နိုင်ရေးအတွက် လူသားတို့မျှော်လင့်တောင်းတကြကုန်သော အခြေခံလွတ်လပ်မှုများအနက်အကြောက်တရားမှလွတ်မြောက်ခြင်းအပြရာတရားတီကား နီလန်ဖြစ်တယ်လို့နောက်ဆုံးပန်းတိုင်လည်းဖြစ်ပါသည်အစိုးရဤအာဏာဖြင့်လွှမ်းမိုးမှုမှာအာမခံပေးနိုင်သောဒီမိုကရေစီအဖွဲ့အစည်းများဖြင့်အခိုင်အမာဖွဲ့စည်းထားသည့်နိုင်ငံတနိုင်ငံတိဆောက်လို့သူတို့အနေဖြင့်နိုင်ငံတော်အရေးအရာတို့ကိုကိုနစ်မဆိုင်တယ်လို့နေတတ်သော အမှုအကျင့်နဲ့အကြောက်တရားတို့မှလွတ်မြောက်စေဖို့ဥစွာလေ့လာရမည်ဖြစ်ပါသည်ပြောသလိုအမြဲလောက်ကင်တတ်သူဘိုးချုပ်အောင်ဆန်းကား တတိကို လက်တွေ့ပြသရာတွင်ကိုကာယတတိကိုသာ မဟုတ်ပဲမှန်တီကို ပြောဆိုရဲသည်ပြောစကားနှင့်အညီလောက်ကန်ရဲသည်အဝေးဖန်ခံနိုင်စွမ်းရှိသည်မိမိတွင်ချို့ရင်းချက်များရှိရင်ဝန်ခံတတ်သည်မိမိအမားကို ပြုပြင်ပေးတတ်သည်အတိုက်ခံတို့ကို လေးစားစွာနေရာပေးတတ်သည်ရန်သူတို့နှင့်ဆွေးနွေးနိုင်စွမ်းရှိသည်မိမိဤဥဆောင်မှုကို ပြည်သူတို့ကို ဆုံးဖြတ်စေသည် စသဖြင့်နှလုံးရည်တတိတို့ကိုလည်းလက်တွေဖော်ပြခဲ့သည်ဖြစ်၍ဆိုခဲ့သလိုကျင့်ဝတ်ဆိုင်ရာတတိပြတ်တိတို့ကြောင့်မြမတပီလုံးကသူ့ကို လေးစားချစ်ခင်နေကြရာတွင်စစ်သူရဲကောင်းတဦးအဖြစ်သာမကတတိုင်းတပီလုံးဤစိတ်သက်နှင့်ညှော်မှန်းချက်အဖြစ်လေးစားချစ်ခင်နေခြင်းဖြစ်သည်မဟာတမဂန္ဒီနှင့် ပတ်သက်၍ဂျာဝါဟာလာနေရူမှတ်ချက်ပေးခဲ့သော စကားတိုးနှင့်ပင် ဗိုလ်ချုပ်အောင်ဆန်းကိုပုံခိုင်းရမည်ဆိုလျင် သူဤတင်ကြားမှုတို့ဤအနှစ်သာရမှာအကြောက်တရားမဲ့ခြင်းနဲ့အမှန်တရားတို့ဖြစ်ပြီးအဆိုပါစိတ်တက်တိုးနှင့်ပင်လောက်ကိုင်းဆောင်ရွက်၍ပြည်သူတို့ဤတာယာဝပြောမှုကိုအစဉ်ဥထိတ်ထားခဲ့သူ ဖြစ်ပါသည်အကြမ်းမဖက်လမ်းစဉ်ကိုဥဆောင်ဆောင်ရွက်ပြုခဲ့သူခေါင်းဆောင်ကြီးဂန္ဒီနဲ့အမျိုးသားစစ်တပ်ကိုတီထောင်ခဲ့သူဗိုလ်ချုပ်အောင်ဆန်းတို့မှာ ပင်ကိုယ်တဘာဝအရာဟွာချားကြတော့လေမိတိနေရမိတိခေကာလမဆူအာနာရှင်အုတ်ချုပ်ရေးမှစင်ခေါ်မှုများမှလည်းမရှာမလွဲသာစင်တူနေတကဲ့သို့အဆိုပါစင်ခေါ်မှုတို့ကိုအန်တုပလပြုဖို့ထွက်ပေါ်လာသူတို့ဤပင်ကိုယ်အရေးသွေးတို့သည်လည်းတူညီနေတတ်ပါသည်အိန္ဒိယပြည်သူတို့ကိုမကြောက်တရားသွတ်သွင်းပေးသည်မှာဂန္ဒီဤ အကြီးမားဆုံးအောင်မြင်မှုတစ်ခုအဖြစ်မှတ်ယူခဲ့သောနေရူးမှာနိုင်ငံရေးတွင်အမြင်သိရှိသူတဦးဖြစ်တော်လဲ20ရာစုလွတ်လပ်ရေးလှုပ်ရှားမှုများအတွက်လိုအပ်ချက်တို့ကိုအကဲဖြတ်ရာတွင်ရှေးဟောင်းအိန္ဒိယသတ္တနာတို့မှရှာဖွေလေ့လာထားသောတံပိုးတစ်ခုဖြင့်အကဲဖြတ်ခဲ့ရာ၎င်းတံပိုးတီကလူတဦးဖြစ်စေတိုင်းပြည်တစ်ပြည်ဖြစ်စေ၎င်းဤခန္ဓာကြီးကျယ်သော စွမ်းရည်တတ္တိထူးမှာ အပိယသို့မဟုတ်အကြောက်တရားကင်းမဲ့ခြင်းပင် ဖြစ်လေသည်မကြောက်တရားဆိုရာတွင်လည်းကိုကာယတတ္တိရှိသည်ကိုသာ မဆိုလို စိတ်မှာပင်ကြောက်စိတ်စိုးရွံစိတ်ကင်းမဲ့ခြင်းဖြစ်ပါသည်ကြောက်စိတ်မရှိခြင်းသည်စိတ်ခံအစွမ်းအစဖြစ်နိုင်တော်လဲ၎င်းထက်ပိုမိုတန်ဖိုးကြီးနိုင်သည်မှာကျိုးကုန်အားထုတ်ခြင်းဖြင့်ရအပ်သောတတ္တိအတင်းကျပ်စီခိုင်းနေသောကြောက်စိတ်ကို ခွင့်မပြုဖို့မိမိစိတ်ကို လေ့ကျင့်ပြောထောင်မှုမှရသောတတ္တိဖိအားများအောက်မှတင့်တယ်သောဂုံသိက္ခာအဖြစ်ပေါ်ပြနိုင်သောတတ္တိတနည်းအားဖြင့်ရုံရင်ကြမ်းတမ်းမှုများတရဆက်ဖိနှိပ်နေသည့်များကြားကအာမန်တို့ဖြင့်တစ်လွင်စေသောဂုံချက်သည်စသည့်တတ္တိထုများဖြစ်ပါသည်အခြေခံလူအခွင့်ရေးများညှင်းပယ်ထားသော စနစ်အောက်တွင်ကြောက်စိတ်များသာနေ့စဉ်နှင့်အမျှလွှမ်းမိုးတတ်သည်ဖြစ်ရာ ထောင်ကျခံရမှာကြောက်ရွံ့ခြင်းအနှိမ့်ဆက်ခံရမှာကြောက်ခြင်းမိဆွေများမိသားစုများဥစ္စာပစ္စည်းများသို့မဟုတ်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများဆုံးရှုံးရမည်မှာကြောက်ခြင်းစင်းရဲမှာကိုကြောက်ခြင်းအထီးကျန်နေရမည်ကိုကြောက်ခြင်းကြရှုံးမှာကြောက်ခြင်းစသဖြင့်အကြောက်တရားများဖြစ်ပါသည် မွေးရပါလူကုန်တိတ်ခါနှင့်မိမိကိုယ်ကို လေးစားမှုတို့ကို ထိမ့်သိမ်းစောင့်ရှောက်ရာတွင် ရဲရင်စွာ ပြုမူဆောင်ရွက်ခဲ့ရသောဤစဉ်အမှုကိစ္စတို့ကိုတေးနှုတ်တင်ပြင်းသော အစင်ချင်းမရှိသောယူမိုက်သောလုံရံများဖြစ်သည်ဟု၍ပြစ်တင်ခဲ့ရကကိုကပင်ပညာရှိတယောင်အတိညာရှိတယောင်ဟန်ဆောင်ခြင်းမှာမတိမတာရှိနေသောကြောက်စိတ်ပုံစံတစ်ခုဖြစ်ပါသည်အင်အားသည်သာ အမှန်တရားဖြစ်သည်ဆိုသောမူဝါဒဖြင့်ဖိနေအုပ်ချုပ်မှုအောက်တွင်ပုံသွင်းခံထားရသောပြည်သူတို့အနေဖြင့် အကြောက်တရားဟုသောရွှွညွန်ဝဲဩကမှာ အလွတ်အကျွတ်ယုံထွက်ဖို့ဆိုသည်မှာမလွယ်ကူလှသောညာလေကြောက်စိတ်သည်လူရင်ကျေးတူဤတဘာဝမဟုတ်ရကအသေးထန်ဆုံးဖိနှိပ်နေသောအစိုးရရန်နရာအောက်မှာပင်တတ္တိဤအာနိတေများကအဖန်တလဲလဲကြွလာတတ်ပါသည်နောက်ပြန်ဆုပ်ယုပ်မှုများရှိတော်လဲလူသားစိတ်ဘဝနှင့်ရုပ်ဘဝတိုးတက်မှုများအတွက်လူသားဤအခြေအနေမှာ အန်တီမလမ်းကြောင်းပေါ်တွင်တီမီနေသည်ဖြစ်ရာအဆိုပါသမိုင်းဆိုင်ရာနားလေသဘောပေါက်မှုနှင့် ရှင်တွဲလျက်ကျင့်ဝတ်စည်းကမ်းတို့၏မုံမြတ်တန့်စင်ခြင်းကို ခိုင်မာစွာယုံကြည်ခြင်းသည် တရားလက်လောအာနာပါဝါတို့ကိုရင်ဆိုင်ရာတွင်ထာဝရရှင်တန်နေသော အရင်းမြစ်တစ်ခုဖြစ်ပါသည်မိမိကိုယ်ကိုမကောင်းမှုများမှရှောင်ကျဉ်ခြင်းတိုးတက်ကောင်းမွန်အောင် အားထုတ်ခြင်းစသည့်စွမ်းပကားများမှာ လူသားကိုအရင်ဆိုင်များနဲ့ခွဲခြားလိုက်သော အရေးအသွေးများဖြစ်ပါသည်အခြေခံအကျဆုံးသော လူသား၏တာဝန်ဝတ္တရားမှာလုံးဝအပြစ်ကင်းစင်ခြင်းဟူသော အယူအဆသဘောတရားကိုနားလည်သဘောပေါက်၍အပြစ်ကင်းစင်အောင် အားထုတ်ရမည်ဖြစ်ရာအပြစ်ကင်းစင်ရာကင်းစင်ကြောင်းနိလန်ကိုအတိညာဖြင့်ရှာဖွေ၍အဆိုပါလန်ခီးကို အဆုံးထိမဟုတ်သည့်တိုင်ပဝင်းကျင်အတားစီနှင့်တူးချင်းဤအကန့်တတ်တို့ကိုကြော်လွားဖို့ လိုအပ်သောအတိုင်းတာထိလိုက်ပါကြရမည်ဖြစ်ပါသည်။ចောင်းကျိုးညညွ့၍ရင်ကျေးသော လူပေါင်းလောကကြီးတစ်ခုတိဆောက်ခြင်းသည် လူသားတို့၏စိတ်ကူးမျော်မှန်းချက် ဖြစ်လျာတောင်းတကြောက်ကြမှုနှင့်အကြောက်တရားတို့ကင်းစင်သောလူအဖွဲ့အစည်းတို့ကို မကြောက်မရွံ့အပင်ပန်းအစင်းရခံ၍တိဆောက်ကြသည်တွင်တစ္ဆာတရားဂယုနာတရားနှင့် တရားမြတ်တမှုစသော အယူဆတို့ကိုညီးဝှက်ဖွဲ့အဟောင်းအမြင်အယူဆများအဖြစ်ပြစ်ပယ်ထား၍မရနိုင်ပါရဲဆက်ကြမ်းကြုတ်လာသော အာနာဆက်ကိုအန်တုပလပြုရာတွင်ဆိုခဲ့ပါ အယူဆများသည်ကမြေကတုတ်တပွဲအကာစီးပြုလျက် ရှိနေပါသည် ဆောင်းမလေးကိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နားဆင်သူများအားလုံးလည်းဘေးပရာကင်းဝေး၍ကျန်းမာကြပါစေရှင်